ရှင်လုံးလို့နှုတ်ဆက်လိုက်တယ်။ဒီနေ့မှာတော့ဖရာသခင်အလိုတော်နဲ့အညီမန်ကန်နဲ့ဆုံးဖြတ်ချက်တွေကိုဘယ်လိုချမလဲဆိုတော့နှုတ်ဘတော်အတူလေးနဲ့ကျွန်မခွန်အားပေးချင်တာဖြစ်တယ်။ဖရာသခင်ကလူသားတွေကိုဖန်ဆင်းတဲ့အခါမှာစေယုတ်တယုတ်လို့မဖန်ဆင်းခဲ့ပါဘူး။ကျွန်တော်တို့လူသားတွေရဲ့အထင်းမှာသူ့ရဲ့ free will ဆိုတဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုတပါးလေးကျွန်တော်တို့ကိုထည့်ထားပေးတာဖြစ်တယ်။ ျမတို့ရဲ့ကိစ္စအဝဝတွေကျမတို့ရဲ့နေစဉ်လှုပ်ဆောင်မဲ့အရာတွေတစ်ခုချင်းစင်ကိုကျမတို့ကရွေးချယ်ရတယ်ဆုံးဖြတ်ရတယ်မန်ကန်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုကျမတို့ချတဲ့အခါတိုင်းမှာလည်းမန်ကန်နဲ့ရလနဲ့ကောင်းချီးမင်္ဂလာတွေကိုရရှိရဖြစ်တယ်မိုင်းလနဲ့ဆုံးဖြတ်ချက်တစ်ခုကိုကျမတို့ချမိပြီဆိုရင်လည်းထိုအရာနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေကိုကျမတို့ခံစားရမန်ကန်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမိပြီဆိုရင်မိတ်ဆွေရဲ့အသက်တာမှာများသောကောင်းချီးမင်္ဂလာတွေရတယ်လို့ ဘာရဲ့ဆုံးဖြတ်ချက်တွေကလည်းဆုံးရှုံးမှုအများကြီးကိုပေးနိုင်တာဖြစ်တယ်။ဘန်ကန်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုတင်ချနိုင်ပြီဆိုရင်နောက်ထပ်ဘန်ကန်နဲ့ဆုံးဖြတ်ချက်တွေအများကြီးကိုလည်းတင်ချနိုင်တယ်။ဒါပေမဲ့မာယာနဲ့ဆုံးဖြတ်ချက်တစ်ခုကိုချနိုင်ပြီဆိုရင်စာလံကတည့်ရဲ့အတွေးခေါ်တဲ့မှာမထူးတော့ဘူးဆိုတဲ့အတွေးခေါ်ကျမတို့ထည့်ပေးပြီးမှမာယာနဲ့အရာတွေကိုဆက်တိုက်လုပ်စေတာဖြစ်တယ်။ဒါကြောင့်မို့ ိတ်ဆွေရဲ့အတ္တတာမှာမံကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့အတွက်အလွန်အရေးကြီး။တခါတလေမှမံကန်တဲ့ဆုံးဖြတ်ချက်တွေကိုချနိုင်ဖို့အတွက်ကျွန်တော်တို့အထက်မှာရှုပ်ထွေးမှုတွေရှိတယ်။ဘယ်ရာဖရာရဲ့အလိုတော်လဲ။ဘယ်ရာကဖရာရှင်ရွေးချယ်ခိုင်းတာလဲဆိုကျွန်တော်တို့အထက်မှာတွေးဝေနေတဲ့အရာတွေရှိတယ်။ဒီနေ့မှာတော့ဖရာရဲ့အလိုတော်နဲ့မိတ်ဆွေရဲ့အတ္တတာဘလို့မံကန်သောဆုံးဖြတ်ချက်ချနိုင် ။နံပါတ်၁အရေးကြီးဆုံးကတော့ဆုံးဖြတ်ချက်တစ်ခုကိုတင်ချဖို့အတွက်အရင်ဦးဆုံးနေရာစွတောင်းဖို့အတွက်လိုတာဖြစ်တယ်။ကျမတို့ရှင်လုကာအခန်းကြီး၆အပိုင်းငယ်၁၂မှာတခင်ယေရှုခရစ်တော်တညလုံးဖခင်မဲတော်နဲ့အတူအချင်းယူတယ်စကားပြောတယ်ပြီးတော့လူတွေကိုရွေးချယ်တဲ့အခါမှာဖခင်မဲတော်ရဲ့အလိုတော်နဲ့အညီရွေးချယ်တယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်တခင်ယေရှုခရစ်တော်ကသူ့ရဲ့အမှုတော်မြတ်ထဲမှာဖခင်နိုင်ငံတော်မှာလက်တွဲဖို့အတွက်တပည့်တော်တွေကိုရွေးချယ်တဲ့အခါမှာ အာအမတ်သမဲလူတွေကိုတွေ့ပြီးမှရုပ်သရေတွေ့လိုက်လို့ရွေးချယ်လိုက်တာမဟုတ်ဘဲနဲ့ဖယားသခင်ရှေးမဆွာကလေးကလည်းဂျန်စီထားတဲ့လူပုပ်ကိုယ်တွေမန်ကန်တဲ့လူပုပ်ကိုယ်တွေနဲ့လက်တွဲပြီးအမှုတော်ဆောင်နိုင်ဖို့အတွက်ယေရှုကအဖခမဲတော်နဲ့ဆုတောင်းတာဖြစ်တယ်စကားပြောတာဖြစ်တယ်ဟာလေလုယာအာမင်ဒီနေ့ကျမတို့ရဲ့အသက်တာမှာသစုံတစ်ခုကိုသင်မလုပ်သေးမီကျမတို့ကအမြဲတမ်းဖယားသခင်နဲ့တိုင်ပင်တော်သူတွေဖြစ်ဖို့အတွက်လိုအပ်တယ် ်စီးပွားရေးတစ်ခုကိုစားမဲ့အခါမှာဘလို့လူတွေနဲ့တယ်လက်တွဲပြီးအလုပ်ဆောင်ရမလဲပြီးလို့ရှင့်အိမ်တော်ပဲရွေးချယ်တဲ့အခါဘလို့လူကတဲ့မန်ကန်နဲ့အိမ်ထောင်ပဲလဲဆိုတော့ကိုတင်ဆူတောင်းရမယ်ပြီးတော့အလုပ်တွေကိုရွေးချယ်တဲ့အခါမှာဘယ်အလုပ်တွေကိုတင်လုပ်တက်နေလဲလို့ ဖယားခင်မှာဆွတ်တောင်းရမှာဖြစ်တယ်ထိုထိုကဲ့သို့တင်ရဆွတ်တောင်းပြီးရွေးချယ်တဲ့အခါမှာတင်ရရွေးချယ်ဆုံးဖြစ်တဲ့အရာကမန်ကန်တဲ့အရာတွေဖြစ်လာမယ်ဖယားရဲ့အလိုတော်နဲ့ညီတဲ့အရာတွေဖြစ်လာမယ်ဖယားခင်ကတင်ကိုကူညီမယ်မဆမယ်ဖယားခင်ကတင်ကိုတင်ရဆုံးဖြတ်ချက်ချတဲ့အဲ့ဒီအရာတွေပေါ်မှာကောင်းချီးပေးမှာဖြစ်တယ်အကြောင်းမို့ဆုံးဖြတ်ချက်တွေကိုချတဲ့အခါမှာစွတ်တောင်းပြီးရွေးချယ်ဆုံးဖြတ်ပါလို့ကျွန်မအနေနဲ့အားပေးချင်တာဖြစ်တယ်။